ိုလိုချင်တဲ့အရာတစ်ခုဒါမှမဟုတ်ကိုလိုချင်တဲ့အရာတွေကိုအမြန်ဆုံးရဖို့အတွက်လျှို့ဝှက်ချက်တစ်ခုကိုသိကျင်သလားသိကျင်တော့ဒီဗီဒီယိုကိုစုပ်ထည့်အောင်ကြည့်ပေး။နော်ဒါအသိကိုအရေးကြီးလို့ပါ။အဲ့တော့ကျွန်တော်တို့ကလူတွေကငါတရားကိုလိုချင်တယ်၊ဒီဟာတွေရချင်တယ်၊ငါဘဝမှာချမ်းသာကြွယ်ဝမှုတွေရချင်တယ်၊ငွေကြေးတွေအများကြီးပိုင်ဆိုင်ချင်တယ်ဒါမျိုးကျွန်တော်တို့ရှိကြတယ်လိုချင်ကြတယ် ဒါပေမဲ့တခုကြောင်းမလို့သူတို့ကမရနိုင်ကြတာအဲ့ဒီတခုကပါလဲဆိုတော့အဲ့ဒီလူတွေဒီသူတို့အတွက်အေးမကြီးတဲ့အရာတွေကိုလုံနေကြတာဖြစ်တဲ့အတွက်မစွန့်လွတ်နိုင်ကြတာဖြစ်တဲ့အတွက်သူတို့လိုချင်တဲ့အရာတွေကိုမရနိုင် တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဒီလည်းဘာလို့ဖို့လို့လဲဆိုတော့ကိုယ့်ဘဝမှာကိုလိုချင်တာရဖို့ဆိုလို့ရှိရင်တော့အရေးမကြီးတဲ့အရာတွေကိုစွန့်လွတ်ဖို့လိုတယ်။အဲ့တော့အရေးမကြီးတဲ့အရာတွေနဲ့ကိုကအချင်းကုန်နေတရွေ့ကတော့ကိုလိုချင်တဲ့အရာတွေရမှာမဟုတ်ဘူး။အဲ့တော့ကျွန်တော်တို့ကစွန့်လွတ်ဖို့ဆိုလို့ရှိရင်တော့ပထမတစ်ဆင့်တစ်အရေးကြီးရာဒီဘာလို့ဆိုတော့ကိုယ့်ဘဝထဲမှာကိုယ်အနေနဲ့လုပ်နေတဲ့အရာတွေဘဲကနေပြီးတော့မှဘာတွေကမလိုအပ်ဘူးလဲရှာဖို့လိုလို့ပဲ။ကိုယ့်ရဲ့စိတ်အားထက်သန်မှုတွေကိုယ့်ရဲ့အချိန်တွေကိုယ့်ရဲ့စွမ်းအားတွေကိုခိုးယူနေတဲ့အရာတွေအရေးမကြီးတဲ့အရာတွေပါတယ်။ အားယူဖို့တော့ပါနော်ဖို့ထုတ်ဒုတိယအဆင့်ကြတော့ကျွန်တော်တို့ကအရေးကြီးတဲ့အရာတွေကိုရွေးချယ်တော့ကိုဘွားမှာကိုလိုချင်တာဒါတွေလိုချင်တာဒါတွေရချင်တာဒီအရာတွေရဖို့အတွက်အရေးကြီးတဲ့အရာတွေကပါတယ်အရေးကြီးလောက်ရမယ့်အရာတွေကပါတယ်လေအဲ့တော့ဘာလို့ရမှာလဲဆိုတော့အဲ့ဒီအရေးကြီးလောက်ရမယ့်အရာတွေကိုကျွန်တော်တို့ကအာယုံပေးပြီးတော့မှလုပ်ဖို့ကျွန်တော်တို့ကအရေးကြီးတယ်နော်လုပ်ဖို့လိုအပ်တယ်အဲ့တော့တတိယအဆင့်တော့ဘာလို့မှာလဲဆိုတော့ခုနကအရေးမကြီးတဲ့အရာတွေကို give up လို့အဲ့အရာကိုဘာလို့မှာလဲဆိုတော့ not to do list ထဲမှာမလုပ်ရင်စီးရင်ထဲမှာတွင်းလိုက် အရေးကြီးလောက်ရမယ့်အရာတွေကိုကျွန်တော် to do list လုပ်ရင်စဉ်းစားမှာတွင်လာအဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝမှာလိုချင်တာကိုမြန်မြန်ဆန်ဆန်နဲ့ရပါမယ်ဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးတော့ဒီကျွန်တော်တို့နိုင်တယ်ပါတယ်ကိုယ့်အတွက်ကျိုးစုံတွေရရဆိုလို့ရှိရင်ဒီဗီဒီယိုကို like and share လုပ်ပေးပါကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ကိုညံနေအောင်ပါမင်္ဂလာရှိသောနေ့ဖြစ်ပါစေ